မင်္ဂလာပါတသမိမိလေးတို့ရေဒီနေ့ဖတ်ပြမယ်ကာတွန်းလေးကတော့ဖီလင်ပူကလေးစိတ်အေးရပြီတဲ့ကဲဒါဆိုရင်ဖီလင်ပူကလေးစိတ်အေးရပြီဆိုတာဘလို့အကြောင်းရလဲဆိုတာကိုအဆုံးထိနားထောင်ကြည့်လိုက်ရအောင်နော်တော်ရဲကလူပုတူထူတော့ချိပါဖီလင်ကလေးတနာစရာသူခင်ဗျာငုံမဲ့ငုံမဲ့ လူပူလေးရေစိမ်စိမ်ပလင်တိမ်မုတ်ကျိုးလေးမိုးကောင်းခင်ကတိန်မောက်ဖီလင်ကိုမကြောက်လို့လန်ဒန်မြေပဲယူအရက်ပူတဲ့ဖီလင်ပူဟာတငယ်ချင်းတွေရဲ့နောက်ပြောင်မှုတွေကြောင့်အမြဲစိတ်တူရတယ်ငါကိုချပူလို့မခေါ်ချနဲ့မနှိမ်ချနဲ့မပြောင်ချနဲ့နင်တို့ကရောဘလောက်အရက်ရှည်ချလို့လဲတခါတလေမှစိတ်ဆိုးလွန်းလို့ဒေါသထွက်ထွက်နဲ့အော်မိတယ် မောင်မောင်ဖြူဖြူခေစောမှုတို့နဲ့ကြောင်းအတူတူသွားတိုင်းသူ့ထက်အရက်ရှိတဲ့တငယ်ချင်းတွေကြားမှာပုနေတဲ့အတွေ့အားငယ်ရတယ်။ငါပါကြောင်းဒီလိုအရက်ပုနေရတာလဲဘသူ့ကိုသွားမေးရင်အဖြေတိနိုင်မလဲ။အကူကယုံကြည်စိတ်ချရတယ်။အချိန်မရွေးမေးလို့ရတယ်။အတွေ့အကြုံလည်းရှိတယ်။ဒါပေမဲ့ငါ့ကိုစူမလားမသိဘူး။မောင်မောင်ကလည်း ယုံကြည်ရပါတယ်ပုံမွေလေးလေးပြောနိုင်တယ်ဒါပေမဲ့သူအပြစ်အစုံမတိနိုင်ဘူးအဖေကအပြစ်အစုံတိနိုင်တယ်ငါကလည်းချစ်တယ်ပုံမွေလေးလေးလည်းမေးနိုင်တယ်အလုံများပေမဲ့ငါကို စိတ်ရှည်ရှည်နဲ့ရှင်းပြမှာပါအပြစ်တင်မှလည်းမဟုတ်ပါဘူးနောက်ဆုံးတော့တိတိကျကျပြောနိုင်မဲ့အဖေကိုပဲ မေးဖို့ဆုံးဖြတ်လိုက်တယ်တဲ့အဖေတဲ့ตาဘာကြောင့်အရက်ပူနေတာလဲယင်တဲ့ငါသားကတငယ်ချင်းတွေထက်လူပြိုဖြစ်တာနောက်ကျလို့ပါကွာဒါကြောင့်အရက်မထွက်သေးတာပါတဘာဝအရာတယောက်နဲ့တယောက်လူပြိုဖြစ်ချင်ချင်းမတူကြဘူးလေဒါဆိုတာအရက်ရှည်ထွက်လာအောင်မှာပေါ့နော်တဲ့ဒါပေါ့တာရဲ့လူပြိုဖြစ်ဖို့နောက်ကြတာဟာ တားရင်ကိုခန္ဓာထွားကြိုက်နာကိုအဟံအတားမဖြစ်စေပါဘူးအချိန်တန်ရင်တားအရက်ထွက်လာမှာပါဝမ်းတာလိုက်တာဖိဖိရဲ့လူကြီးတယောက်ဖြစ်လာတဲ့အထိငါသားဆက်ပြီးကြီးထွားလာမှာပါအရက်ပူနေတာကိုစိတ်မပူပါနဲ့တငယ်ချင်းတွေကိုလည်းဂျပူလို့မလောင်ကြဖို့ရှင်းပြပေါ်လူမျိုးဖြစ်ချင်းပျိုးပေါ်ဝေချင်းနောက်ကြတာဟာနောက်ပြောင်စရာမဟုတ်ပါဘူး ဒါဘာဆက်လို့ရမလဲယင်ယောက်ျားလေးတွေ မိန်းကလေးတွေလူမျိုးအပြိုဖြစ်လာတာနဲ့မျိုးပွားနိုင်တဲ့ခန္ဓာကိုယ်အနေထားရှိနေပြီလို့သိထားရမယ်အဲ့ဒီအချိန်မှာမိန်းကလေးတွေဟာကိုယ်ဝင်ဆောင်နိုင်တယ်လို့ယောက်ျားလေးတွေကလည်းကလေးအဖေဖြစ်လာနိုင်တယ်ဒါကြောင့်ဒီလိုအရွယ်တွေမှာကိုယ့်ကိုယ်ကိုတန်ဖိုးထားထိန်းသိမ်းရမယ်ကျမကြီးအတွေ့ရော ဘာတွေဆက်လုပ်ရမလဲဝါဒနာပါတဲ့အာကစားတစ်ခုခုကိုစနစ်တကျလုပ်ဖို့လိုတယ်ပုံမှန်လေးခြင်းငယ်လဲမှန်မှန်လုပ်ရမယ်အသားငါတစ်တီဟိတိဟိရွက်တွေကိုလည်းညံ့ညတ်တတ်တာစားရမယ်တကူရီတက်ရှိရေးကိုလည်းဂယုဆိုင်ရမယ်အဖေရှင်းပြချက်တွေကြောင့်ဖီလင်ပူသဘောပေါက်သွားတယ်အားလဲတက်လာတယ် တငယ်ချင်းတွေကိုပြန်ရှင်းပြတော့အေးပါကွာမင်းကိုချက်ဘူးလို့မခေါ်တော့ပါဘူးဂရီပေးပါတယ်ကွာမင်းအရက်ရှည်လာမဲ့နေကိုလည်းဒူအားလုံးကြိုဆိုနေပါတယ်တဲ့အဖေနဲ့တငယ်ချင်းတွေအားပေးလို့ဖီလင်ပူကလေးစိတ်အေးရပြီတန်ရှင်ရဲ့လည်းမှန်မှန်လို့ကျမ်းမာရေးကိုလည်းအရင်ကထက်ပိုပြီးဂယုဆိုင်လာလေတော့တယ် ကဲတတမီမီလေးတို့ရေဖီလီပူကလေးစိတ်အေးရပြီဆိုတဲ့အကြောင်းအရာလေးကတော့ဒါလေးပါပဲဖြစ်ပါတယ်တတမီမီလေးတို့လည်းကိုကအဒေါ်လက်ဆန့်အရွယ်ဆယ်ကျော်တဲ့အရွယ်လေးတွေရောက်လာတဲ့အချိန်မှာသူများထက်ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ထွားကြိုက်မှုနှောင့်နှေးတာတွေကိုစိတ်ကတိကအောင်မဖြစ်ရဘူးနော်ဖီလီပူလေးလိုပဲဟဲ့လားကျမ်းမာရေးမှန်မှန်လုပ်မယ်အစာအတောက်တွေညတ်တာအောင် နေ့စဉ်ပုံမှန်စားမယ်ဆိုရင်အရွယ်ရောက်လာတဲ့တနေ့ပြိုးပွဲဝင်လာတဲ့တနေ့ခန္ဓာကိုယ်တွေကကြံ့ကြံ့မှမှလည်းထွက်တိုင်းလာမှဖြစ်ပါလေဒါကြောင့်တတမီမီလေးတို့ဆယ်ကျော်တဲ့အရွယ်လူငယ်လူရွယ်တွေကြုံတွေ့ရတဲ့အကြောင်းအရာတွေအခက်အခဲတွေကိုဒီ feeling ပူလေးစိတ်အေးရပြီဆိုတဲ့ဇာတ်လမ်းလေးကိုနားထောင်ပြီးတော့တငယ်ချင်းအချင်းချင်းစူပေါင်းဆွေးနွေးခြင်းနဲ့ပြုလုပ်နိုင်ကြပါစေနေ့စဉ် တငယ်ချင်းအချင်းချင်းစုပေါင်းဆွေးနွေးခြင်းနေတဲ့အတူနေ့စဉ်ဘဝမှာပြန်လဲပြီးအချင်းချင်းနေ့စဉ်ဘဝမှာပြန်လဲပြီးအတုံးချနိုင်ကြပါစေ။ယေရှုမြတ်ကြီးတင်ပါတယ်နော်။နောက်ဗီဒီယိုဒီမှာပြန်လဲဆုံတွေ့ကြပါစို့ကွယ်။